မင်္ဂလာပါရှင်ကျွန်မကတော့ဒီနေ့ content writing course ကိုသင်ကြားပေးမယ့် instructor ကလည်းဖြစ်ပါတယ်ကျွန်မကတော့2013ခုနှစ်ကတည်းကနေပြီးတော့ content တွေကိုစပြီးတော့ရေးသားခဲ့ပါတယ်အဲဒီတုန်းကတော့ freelance အနေနဲ့ရေးသားခဲ့တာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာလည်းဒီ agency experience ရအောင်လို့ agency တွေမှာအလုပ်ဝင်ခဲ့ပါတယ်2013ခုနှစ်ကနေစပြီးတော့ရေးသားခဲ့တဲ့တောက်လျှောက်မှာ content အပုတ်ရေပေါင်းထောင်ကျော်ရေးသားခဲ့ပြီးတော့ category အနေနဲ့ပြန်ခွဲမယ်ဆိုရင်တော့ category အမျိုးပေါင်း20ကျော်လောက်ထိရေးသားခဲ့ပြီးပြီပေါ့နော်နောက်ပြီးတော့အရင်ကလည်း People's Magazine မှာကပင်တိုင်ဆောင်မရှင်အနေနဲ့ ဆောင်ရွက်ခဲ့ပူပါရရှင်။အမက content writing ကို2013ခုနှစ်ထဲကစရည်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့အဲ့တုန်းကတော့ freelance အနေနဲ့ပဲစခဲ့တယ်။နောက်ပြီး2013ခုနှစ်ဆိုတာကဒီမှာ content writing ရဲ့လို့ဘယ်လိုအလောက်ကန်တစ်ခုအနေနဲ့အရင်ကြီးထင်ပေါ်ခဲ့သေးတာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အဲ့ဒီအချိန်မှာစပြီးတော့ဒီတငယ်ချင်းတယောက်ရဲ့ လို့ chain channel ကို content writing ကိုစပြီးတော့ရေးဖြစ်ခဲ့တယ်။နောက်ပိုင်းမှာတော့ရန်ကုန်တက္ကသိုလ်မှာ creative writing and editing သင်တန်းကိုတော့တက်ခဲ့ပူပါတယ်ရှင်။ကျန်တာကတော့ကိုယ့်ဘက်ကိုဒီရေးရေးနဲ့နောက်စာရေးဖတ်ရင်းနဲ့ senior တွေဆီကနေအတွေ့အကြုံယူရင်းနဲ့ပဲဒီလမ်းကြောင်းပေါ်ရောက်ခဲ့တာပါ။ အဲ content writing ကဒီနောက်ပိုင်းမှာဆိုရင်တော့လူငယ်တွေလည်းပို့ပြီးစိတ်ဝင်စားလာကြတယ်ပေါ့နော်အဓိကက content writing ကိုသိရသည်အဲ freelance လုပ်လို့ရတယ်ရုံးလေးပါတက်စရာမလိုဘူးပြီးတော့ဝင်ငွေကောင်းတဲ့အလုပ်ကိုင်တွေထဲမှာပါတယ်ဆိုပြီးတော့ဒီဘက်ကိုလူငယ်တွေပို့ပြီးစိတ်ဝင်စားလာကြတယ်ပေါ့နော်အဲ့တော့လူငယ်တွေအနေနဲ့သိထားရလဲကောင်းပါတယ်ဒါပေမဲ့ဟိုစာရေးထည့်ရုံနဲ့ content writing အတွက်က ိုင်နိုင်သွားတာမဟုတ်ဘူးပေါ့အဓိကကဒီ social media ရေပေါ်မှာရှိတဲ့ content တွေဒီသူက marketing သဘောတရားကိုလည်းနည်းနည်းနားလည်ရမယ်ပြီးတော့ကိုကများများ creation ထည့်ပေးနိုင်ရမယ်ပေါ့နော်အဲ့တော့အပြင်ကဒီတင်ထားတဲ့တင်တဲ့နေဘလောက်တက်တက်ကိုတကယ်အလုပ်ထဲမှာလုပ်ပြီဆိုတော့မှလက်တွေ့အတွေ့အကြုံတွေကပို့ပြီးတော့ polish ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပြီးတော့ trend တွေကကြတော့လေဒီ content writer နဲ့ပတ်သက်လို့ရှိရင်သူ့ရဲ့ဒီအမြဲတမ်းဟို digital နဲ့ဆိုင်တဲ့ knowledge တွေကတစ်ချိန်ပြီးတစ်ချိန်ပြောင်းလဲနေတာဆိုတော့ ဒါတွေကိုအဆက်မပြတ်လိုက်ပြီးလေ့လာထားတာတော့ပိုကောင်းတယ်။သင်တန်းနေတက်တာလည်းကောင်းတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ကိုယ့်ဘက်ကိုဒီအပြင်အရှာဖွင့်နိုင်စွမ်းနဲ့လေ့လာတာမျိုးကလည်းပို့ပြီးတော့အသုံးတည့်ပါရစေ။အခုဒီမိတ်ဆက်ပေးသွားမယ့် fundamental course ကကြတော့ content writing ကိုအခုမှစပြီးတော့ ဒီ career ကိုစပြီးလှုပ်ချင်တဲ့လူငယ်တွေရယ်ပြီးတော့အခုဒီ freedom မှာကိုပဲလောက်ကင်လက်စားသူတွေကိုမှပို့ပြီးတော့ဗောနော်ကိုရဲ့ဒီသိထားတဲ့ knowledge တွေကိုပို့ပြီး modify လုပ်ချင်တဲ့သူတွေအတွက်ကတော့ပို့ပြီးအဆင်ပြေပါလိမ့်မယ်အဓိကကတော့ဗာလဲဆိုတော့အခုမှ basic ကနေစပြီးတော့ တင်ကျင်တဲ့လူတွေအတွက်ကပို့ပြီးတော့တင်တော်ပါတယ်ပြီးတော့ဒီထဲမှာက content ကဘာဖြစ်မလဲဆိုတာပေါ့နော် content ကဘာဖြစ်မလဲဆိုတာ content နဲ့ copywriting ဘယ်လိုကွာလဲပြီးတော့ဒီ content တွေရဲ့သဘောတရားဘယ်လိုရှိလဲ social media platform မတူလို့ရှိရင် content တွေဘယ်လိုပြောင်းလဲသွားတတ်လဲအဲပြီးတော့ကိုယ့်ရဲ့ content ကိုဘယ်လိုပို့ပြီးတော့ကောင်း update လုပ်မလဲဆိုတဲ့နည်းလမ်းတွေကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင် အခုဒီ course မှာကကြတော့ဒီကိုဘက်ကိုစာရီရှာပြီးတော့ဖတ်ရမယ်စာတစုတစည်းတည်းပြန်ပြီးတော့ပေါင်းပြီးတော့လုတ်ပေးထားတဲ့ briefing အနည်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးကိုတော့တွေ့ရပါမယ်ပြီးတော့ဒီ course တစ်ခုဒီစတဲ့အချိန်မှာသူရဲ့ chapter တွေရှိတယ်ပေါ့နော်ဒီ chapter တိုင်းမှာလည်း lower တဲ့ဒီ key point လေးတွေထုတ်ပေးထားတာရယ်နောက်ပြီးတော့နောက်ဆုံးမှာကိုဒီ course ကိုလေ့လာပြီးသွားတဲ့အချိန်ဘယ်လိုပြန်ပြီးတော့ ဒီ skill တက်အောင်လုပ်လို့ရမလဲဆိုတော့ exercise လေးလည်းထည့်ပေးထားတာဖြစ်တဲ့အတွက်တကယ်လို့ဒီ course တစ်ခုတည်းကိုလေ့လာထားရဆိုလို့ရှိရင်နောက်မှပြန်ပြန်ပြီးတော့လုပ်ဖြစ်နေမယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့ကောင်းပါတယ် content writing အလောက်ကကိုတကယ်လဲစိတ်ပါဝင်စားရတယ်ဆိုလို့ရှိရင်တော့အရန်ပြောဖို့ကောင်းပါတယ်။သူသူများတွေပြောသလိုပဲပတ်စံလွယ်လွယ်ရတဲ့အလောက်ဆိုလို့ရှိရင်လည်းဟုတ်တယ်။ဒါပေမဲ့ကိုရဲ့အတ္တိကကဒီအလောက်ပေါ်ကို passionate ဖြစ်ရမယ်ပေါ့နော်။ပြီးတော့ content writer ဆိုတာက client က ကိုယ်အလုံးလာအဲ့လို deadline ကြီးတော့မှထားရေးရတာမျိုးမဟုတ်ဘဲနဲ့အမြဲတမ်းဟိုတနေ့ကိုတစ်ပုတ်ဖြစ်စေနှစ်ပုတ်ဖြစ်စေကိုယ့်ကို consistency ကောင်းကောင်းနဲ့ရေးနေတာမျိုးဆိုလို့ရှိရင်တော့ scale ပို့ပြီးတော့တက်လာပါလိမ့်မယ်နော်